သွေးလူတာငါးကလောက်လဲရှိရောသွေးတိုးတာနဲ့ဝါတာဖြစ်လာတော့တာပဲဆရာကြီးအဲ့ဒါမှန်လားဆိုတဲ့မေးခွန်းလေးကျွန်တော်ဒီနေ့ဖြေပေးပါရစေမင်္ဂလာပါခင်ဗျာကျွန်တော်ဒေါက်တာဟန်မင်းတို့ဖြစ်ပါတယ်ဗျာဒီမေးခွန်းလေးကတော့ကျွန်တော်ရှေ့ရက်ကသွေးလူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုအောက်မှာဝင်ပြီးတော့ထပ်ဆင့်မေးခွန်းလေးကိုကျွန်တော်ဒီနေ့ဖြေချပေးမှာပဲဖြစ်ပါတယ်အဲ့ဒီတော့သွေးလူတယ်ဆိုတာခန္ဓာကိုယ်ရဲ့ကသွေးတချို့လူတဲ့သူဘက်ကဆုံးရှုံးသွားတာဖြစ်ပါတယ်ဝါလာစရာအကြောင်းလုံးဝမရှိပါဘူး တစ်ဆက်တည်းမှာပဲသွေးလှူရင်ခန္ဓာကိုယ်ရဲ့သွေးတွေထွက်သွားတဲ့အတွက်သွေးလှူပြီးပြီးချင်းမှာသွေးပေါင်ကျသွားတာတွေ fainting attack လို့ခေါ်ရဲเนาะတစ်ချက်မူးမိုက်သွားတာမျိုးတွေပဲဖြစ်တတ်ပါတယ်သွေးတိုးလာကြအကြောင်းမရှိပါဘူးဒါလေးကိုကျွန်တော်ခဏဦးဖြေချလို့ပါတယ်ဆက်ပြောရရင်ကျွန်တော်တို့သွေးလှူတဲ့သူတွေမှာ သွေးမှန်မှန်လှူတဲ့လူတွေမှာခန္ဓာကိုယ်ရဲ့သွေးတချို့ရုပ်ရော်သွားဖြစ်တဲ့အတွက်ဝမလာတဲ့အပြင်ကိုယ်လေးချိန်တော့ကျသွားနိုင်မှသေးတယ်။ဒါပေမဲ့ငါတို့ဝိတ်ချကြဖို့သွေးလှူကြပါစို့ဆိုပြီးတော့မလုပ်နဲ့ပါဗျာ။ဝိတ်ချဖို့သွေးလှူတာတော့မလုပ်တဲ့မှာ။ဒါပေမဲ့ကိုယ်လေးချိန်ကကြာကောင်းကြာသွားတတ်ပါတယ်ဆိုတာလေးကိုပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်။